ရှမ်းကုန်တိုင်းဒေသကြီးတန်လျင်မြို့နယ်တွေကပပဲလုပ်ငန်းလုပ်ကိုင်းပြီးအသက်မွေးအောင်ပြုနေရသူတို့ရဲ့အကြောင်းကိုရုပ်သံမှတ်တမ်းအနေနဲ့ရှုစားကြရမှာဖြစ်ပါတယ်ရှင်။ အဖေဒီရဘဘဲဆရာတွေကိုအဲ့ဆရာကျွန်တော်ဆိုဝါတော့16 16နှစ်တောင်တော့တယ်ဘဘဲဆလုပ်တာပေါ့ဒီ16နှစ်တောင်ဆိုတော့ကိုယ့်အကူဆလုပ်တော့အခုဟိုပါပေါ့ဘဘဲဆလုပ်လို့ကျွန်တော်17နှစ်3နှစ်တောင်တယ်မိဘနဲ့တူတူလုံလုံနေကိုယ့်အကူလုပ်တာတော့ဟိုပါပေါ့16နှစ်16 17တော့ကိုယ့်အကူလုပ်တာပေါ့အဲ့ပါ ဟိုဒီလဲမဆိုင်ခင်ပေါ့ထုံလုံးမလုပ်ခင်အာရာစီရင်ပဲဒီစဘာစဘာရိတ်ချင်းဆိုလဲစဘာရိတ်ချင်းအဲ့ဒါရာစီရင်ပဲဟိုအဲ့နှစ်ခုကရာစီရင်ရေးကြီးဆုံးချင်းပဲဒီဘဲတမှာတော့တဲ့နဲ့ချင်းကတော့ဒီဓာတ်ဒဇင်ကတော့ဒီတော့မဟုတ်ဘူးတန်းနေတော့အဲ့ဒီဆုံးတော်ဝဲတန်းကိုအဲ့တစားစီပေါ့ကိုစိတ်ပြီးတော့ဒီတိုင်းပဲရိုက်တာပဲအရင်တော့ဆိုကျွန်တော်ရောင်းနှဲလောက်တာပဲရောင်းနှဲထုတ်တယ်အရင်တော့ရောင်းနှဲထုတ်တယ်နောက်ပိုင်းကျတော့မကြိုက်တာနဲ့မထုတ်တော့တာဒီရောင်းနှဲဒီကြောက်ကဝင်လာတဲ့ဈေးနဲ့ခုမှပေးတဲ့ဈေးနဲ့ဘာမှကြိုက်တော့မှမဟုတ်ဘူးအဲ့တော့ကိုကမကြိုက်မဲ့လူတော့မလုပ်ဘူးအဲ့ဒါ အခုခေတ်မှာတက်တက်တာတာနဲ့လည်းထမင်းစားနေရတယ်ဟုတ်တယ်ပင်မန်းမှာလည်းထမင်းစားနေရအဲ့တော့ဒီဘဘဲလို့ကတိမ်ခေါ်တာပင်မန်းတော့ပင်မန်းတော့လုံးဝလူမရှိဘူးအဲ့တော့တင်နေတိမ်ခေါ်လာတယ်ဘူးဘူး10ရောက်ရှိလို့10ရောက်လုံးမှာဘဘဲမတက်ဘူးဝင်လို့တော့ကောင်မရှိဘူးပင်မန်းနေလေအခုကျွန်တော်တို့ပင်ရန်သွားလို့ရင်ပင်ရန်သွားလို့ပတ်သက်တဲ့6000 9000ရတယ်ဟုတ်တယ်နော်နေဘူးလဲတော့လောက်ရတယ်ဒါပေမဲ့ဒီမှာအဲ့အရာတွေတော့မထုတ်တတ်တဲ့ခါကျတော့မရဘူးအဲ့ပညာပညာမရှိရင်မရဘူးပေါ့ပညာရှိမှရတာဒါပေါ့ မှုပညာတော့ဘုပ္ပယံတော့ဘယ်လိုဝင်လို့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 ရတယ်ဒီကောင်ကြီးကြောက်လို့လို့မရဘူးပညာပိုင်းကွာတာပေါ့ကိုယ်ကြီးရောအဲ့ဒီငွေကပေါင်းနေတယ်။ဒီကကိုယ်ကြီးကိုယ်ကမရရော ပဲပဲမှာတော့သူကစိတ်ရှိတိခံမှုရယ်မှိုင်လဲမှာသလိုတိကျလိုက်နာပြီးတော့လုပ်ပေးတာရယ်ပေါ့နော်ပြီးတော့ဒီ layer လုပ်ငန်းထဲမှာလုပ်တဲ့အခါမှာလဲဘယ်လိုခေါ်မလဲဆိုတော့တစ်နှစ်မှာအနည်းဆုံးဒီဒဇင်တို့ဓာတ်တို့စက်တုံးထွန်တန်တို့ဘာလို့ဆိုတော့တစ်နှစ်ကိုအနည်းဆုံးတစ်ချိန်လောက်လုပ်ရတယ်တရုတ်ကဝင်လာတဲ့ပစ္စည်းနဲ့မြန်မာရဲ့ပစ္စည်းနဲ့ဘယ်လိုကွာခြားလဲလို့ပြောလို့ရှိရင်တော့မြန်မာကတော့ပြောမယ်ဆိုရင်ဒီမွေးကာသာတွေရဲ့ဒီပညာကိုလှုပ်ရှားလာတဲ့လူတယောက်ဖြစ်တဲ့အတွက်ပေါ့ဗျာ တရုတ်ကတော့ရောင်းတန်းတော့ရောင်းတန်းဝင်တော့ပဲလောက်တာရှင်ခိုင်းတဲ့အချိန်ကြလို့ရှိရင်တော့တရုတ်ပစ္စည်းနဲ့မြန်မာပစ္စည်းအများကြီးကွာတာပေါ့တရုတ်ကအခုတရုတ်ကလာတဲ့ပစ္စည်းတွေမှန်တယ်များလေကျွန်တော်တို့ဘဘဲကပြန်ပြင်ပေးရတာပဲဘဘဲမှာကျွန်တော်ဘဘဲပြန်မလို့ပဲအဲ့ဒီပစ္စည်းတွေသုံးလို့မရဘူးအခုစောက်တို့ပါလို့ ထုတ်တာပဲဒီကြေုပ်ကပြန်ပြန်မစင်းအဲဘဲဘုံမှာပြန်မစင်းလို့လို့မရဘူးမကောင်းဘူးအဲ့ဒါကိုဒီမှာပေါက်တူးပေါက်တူးဆိုလဲပေါက်တူးတော့လဲဓမ္မဝယ်လာပြီးဘဲဘုံပြန်လောက်ရတာဒီဘဲကတော့မတိမ်ကောဘူးလုံးမယ်ဆိုရင်တော့ဒါပေမဲ့လူရှားသွားတာအလုတ်ကမတိမ်ကောဘူးသုံးမဲ့လူမရှိတာရတဲ့ကဘဲပြဿနာနေနေစုတယ်ကျွန်တော်ကိုလဲပြဿနာနေကိုစုတယ်စားတဲ့ကောစားတယ် ထားပြီးတော့ကျွန်တော်လုပ်ငန်းပြောင်းလုပ်ငန်းပြောင်းလဲဆိုတာလည်းကျွန်တော်နောက်ကလေးတွေနောက်ကလေးတွေလုပ်ငန်းကိုလိုပဲဖြစ်ဖြစ်သူ့အနေနဲ့သူဖြစ်သွားအောင်တာသီးတော့ဆိုပြီးကျွန်တော်လုပ်ငန်းချဲ့ထားတယ်ဘောပဲကလေးတော့ရှိတယ်ကလေးတော့ရေဒီသားတွေဟိုကိုယ့်လိုမပင်ပန်းအောင်ဆိုပြီးတော့အခုလုပ်ငန်းလေးချဲ့ပေးတာဒါပဲဒီဝါတလေးတို့ပါလို့ဒီအုတ်ဖနဲ့တို့ပါလို့ချဲ့ပေးရတော့သူဟိုသူတို့လှုပ်စားတဲ့ရင်လှုပ်စားဒီဘဲဘဲလှုပ်စားတဲ့ရင်လှုပ်စားလုံစားတဲ့ရင်အပြင်ရနေလှုပ်စားစားဘယ်ကနေစားစားစားလို့ရအောင်လုပ်ပေးတာ ျွန်တော်တို့ဆိုကျွန်တော်တို့ကဆိုကျွန်တော်တို့ဒီတစ်ခုတည်းပဲပဲတစ်ခုတည်းနဲ့လှူစားလာတာပေါ့အဲကိုယ်လည်းကိုယ်လည်းကြာရင်ပြင်မငယ်ယူပါကိုတားသိမပြင်မအောင်ဆိုပြီးတော့လုပ်ပေးတာပဲဒါဒါပဲကျွန်တော်လည်းရည်ရွယ်ချက်ကကျွန်တော်ရည်ရွယ်ချက်ကကျွန်တော်ကနောက်ကျွန်တော်လှူစားမှန်ကိုနှစ်နှစ်အဲနှစ်နှစ်ပြီးတော့ကျွန်တော်လည်းနာဖို့စီစဉ်ရည်ဒီမနာရင်လည်းဒီကလေးတွေကဆိုဒီပပဲထဲမှာထပ်ပြီးတော့ပက်လဲနေပက်လဲနေဟိုပြင်မနဲ့ဟာကိုယ်လည်းရှင်တို့ကကျွတ်နေပြီလှူလှူစားကျွန်တော် ဆိုတော့ခါတိုင်းဟိုတကယ်တကယ်လှုပ်စားတဲ့လှုပ်တဲ့သင်းချင်း၁၃ချင်းရာလက်တော်မဆန့်နိုင်ဘူးအဲ့လိုအဲ့ကြောင့်ဒီကိုသားသမီးတွေပြန်မှမှာဆိုလို့လုပ်ငန်းကိုလေးတဲ့လောကတွေကိုပြုနေတာ thank you